ီနေ့အော်တိုဘာလ26ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးသွားပါမယ်။ KKPOP ကကြားဖြတ်လို့လူသိများတဲ့ online ငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့စစ်ဆဲချက်ကို KNU ကပြပြတသားညှင်းဆော်လိုက်ပြီး KKPOP နဲ့ KNU လုံးဝသက်ဆိုင်မှုမရှိကြောင်းဒီနေ့အော်တိုဘာလ26ရက်မှာထုတ်ပြန်လာပါရရှင်။ချင်းပြည်နယ်ကံပတ်လက်မြို့ကိုစစ်ကောင်စီကမနေ့ကအော်တိုဘာလ25ရက်ညပိုင်းမှာလေကြောင်းကနေထပ်မံဘုံးကျဲတိုက်ခိုက်နေတယ်လို့ဒေသတွင်းသတင်းရမြက်ကပြောပါရယ်။ကံပလတ်မြို့မှာကျင်းပတဲ့အချင်းဒေသအကာအကွယ်တပ် CDF ကံပလက်စစ်ဦးသည့်ချုပ်ဆလိုင်းအောင်လင်းရဲ့မင်္ဂလာဆောင်လေကြောင်းဖုံးကျဲတက်ခိုက်ခံရပြီးနောက်ရမှာပဲတိုက်လျင်နဲ့ကံပလက်မြို့နေကိုထပ်မံဖုံးကျဲလာတာလို့သိရပါတယ်ရှင်။တနင်္သာရီတိုင်းလောင်းလုံမြို့နယ်မောင်မကန်နေမြေရဲစခန်းကိုဒဝဲခရိုင်တပ်ပေါင်းစုတွေကဒီနေ့အော်တိုဘလ26ရက်မနက်ပိုင်းမှာသိမ်းပိုက်ခဲ့တယ်လို့ဒေသတွင်းစစ်ရေးသတင်းမြတ်တူကပြောပါတယ်ရှင်။မကွေးတိုင်းစိတ်ဖြူစလင်းမြို့နယ်လမ်းပိုင်းထိန်းချုပ်ဖို့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရမှာစစ်တပ်အထင်အရှားပြီးစိတ်ဖြူမြို့အတွင်းပြန်ဆုတ်သွားတယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ရွေးလျားစစ်ကြောင်တာဝန်ရှိသူကပြောပါရရှင်။အရှိတီမော့ဟာအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့တရားဝင်အဖွဲ့ဝင်နိုင်ငံတဲ့ဖြစ်လာခဲ့ပါတယ်။အော်တိုဘာလ26ရက်နေ့ကအာဆီယံထိပ်သီးညီလာခံမှာအရှိတီမော့ကိုအဖွဲ့အစည်းရဲ့အဆက်တခုမြောက်အဖွဲ့ဝင်အသစ်ဖြစ်လက်ခံကြောင်းတရားဝင်ကြေညာခဲ့ပါတယ်ရှင်။